ငါလုပ်တယ်ဆိုတာမျက်မှောက်တက်တည်ရှိလားငါဒီလိုမျိုးလုပ်ရတာနင်တယောက်ပဲရှိတယ်။ငါမျိုးဖဖေနဲ့ပြန်တိုင်ပြောမှနေတတ်ကြ။အခုရှမွေလာအဲ့ထဲမှာဘယ်လိုပြောရမလဲခလေး16နှစ်သားပုံစံလေးရောဖြစ်နေရပေါ့နော်။အခုရှမွေလာမှရမုံမြမြကိုလိုက်ပြီးတော့အရွယ်တိုက်ပြီးတော့လေအဲ့လိုမျိုးတဝင်တူလို့လေလိုက်ပြီးတော့လုပ်တဲ့ဟာလေးရာကြည်ရတာအရန်ပြပြနေပေါ့နော်ဟုတ်။ရင်းနဲ့အနှစ်ငါခံနေရ။အရှိတကြီးကြီးကြည်ပြီးချက်နေတဲ့ငါ့ကိုကြောင်းနေရမှာမြင်မဲနဲ့။အဲ့ဒီမကောင်းတဲ့တီကြီးဝို့ကြတော့ နေပါရီကြည့်ပြီးအထင်ကြီးနေတယ်။တရားပေါ့အဲ့လိုဘယ်လိုပြရမလဲ။ तू ကပါဇက်နဲ့မဖော်ပြဘဲနဲ့ action ပေါ့နော်အဲ့လိုမျိုးပါဇက်အဲ့လိုပြရမလား word တင်နဲ့မဖော်ပြဘဲနဲ့ action နဲ့တည်ရမှာ like ပြီးတော့လေအဲ့လိုမျိုးတဝင်းတိုးတိုးလိုလိုက်ပြီးအရွယ်အရွယ်တိုက်တယ်လို့မျိုးအဲ့လိုလေးလိုက်လို့ပြီးတော့မရမောကအတည်ရမလားအရန်စိတ်တူပဲလေ तू ကဟိုကိုကိုချစ်တာဆိုတော့လေ तू ကမချစ်ဘူးဆိုတော့အဲ့အဲ့လေးကြည့်ပြီးတော့လေချစ်ဖို့ကောင်းတာပေါ့နော်ဟုတ်ဘသူဘက်ကလဲဆိုတော့ကိုရှမွေလာဘက်ကပေါ့ကိုရှမွေလာတင်းပေါ့ကိုရှမွေလာတင်းပေါ့ရေးထားဟုတ်တယ်ဟုတ်တယ် speed louder than what ပေါ့နော်အဲ့လိုဆို action တွေကပို့ပြီးတော့ရေးပါတယ်လို့ထင်တယ်အဲ့လိုတိုက်မျိုးလေးရောဖြစ်နေရပေါ့နော်ကိုချောင်မွေလာအိုက်တယ်မဟုတ်ဟုတ်ပါစီလာကတော့ဒီပေါ့နော်ဒီ for you နဲ့ for you application နဲ့ဒီ channel 7 channel နဲ့ပေါ့နော် collaboration လုပ်တဲ့နေရာမှာဇက်ကားပေါ့နော်အဲ့ထဲကအမုံမြက်ကြီးဆိုတဲ့ဇက်ကားလေးမှာအာစီလာဒီနှင်းဖြူဆိုတဲ့ကောင်းမလေးအနေနဲ့ပါဝင်လာပါတယ်ရှင့်စီလာအဲ့ထဲမှာကြာတော့ညီမနှစ်ယောက်ပေါ့နော်အာစီလာအမကကြာတော့ မုတ်ကိုပေါ့နော်ဒီရွှေကြိုဒီနှစ်ရွှေကြိုပဲစီလာနဲ့အတူတူပဲပြီးတော့စီလာအကူကြီးဆုံးအကူဘုံရှံပေါ့နော်ပြီးတော့စီလာကကြတော့အငယ်ဆုံးညီမလေးပေါ့အကုံလုံးကတော့ဒီအမှုပညာမောင်တို့မရဲ့အကုံလုံးကတော့စုံနေကြရပဲတယောက်နဲ့တယောက်လေးအဲ့လိုတကောင်မှတယောက်တကောင်မှတယောက်စုံမိတာများဆိုရင်အကုရှက်မွေလာတို့အကုထက်အောင်ရှိုင်းတို့မရမုံတို့ဆိုရင်တော့မြမန်းနဲ့ပေါ့မျိုးလုံးနဲ့မှာနဲ့ခင်ဖို့ကောင်းနေဆိုအမြဲစုံ မြဲရမုံနဲ့ပို့ပြီးတော့ဆောင်ဖြစ်နေရပေါ့နော်ဟုတ်အခုရှောင်းမွေလာအဲ့ထဲမှာဘယ်လိုပြောရမလဲခလေး16နှစ်သားပုံစံလေးတော့ဖြစ်နေရပေါ့နော်အပြင်မှာအာဘယ်လိုပြောရမလဲအခုရှောင်းမွေလာနဲ့အာမရမုံမြင့်မြတ်ကလည်းအပြင်မှာတကယ်ကိုပေါ့နော်ဒီမောင်နှမကြီးလိုမျိုးပေါ့နော်ဖော်ရွေပြီးတော့အဲ့ထဲမှာလည်းတကယ်ကို chemistry မိမိလေးနဲ့ပေါ့နော်မြင်ရတဲ့အခါမှာဟောဟောဒီလိုလေးလားပေါ့ဘယ်လိုပြောရမလဲ ကြည့်လို့ကောင်းတယ်ဗောအရန် cute ဖြစ်တယ်ဗောနော်ပြီးတော့အဲ့ထဲမှာကိုရှမွေလာမရမုံမြမြကိုလိုက်ပြီးတော့အရွဲတိုက်ပြီးတော့လေအဲ့လိုမျိုးတဝင်းတူလို့လေလိုက်ပြီးတော့လုတ်တဲ့ဟာလေးကြီးရတာအရန် ပြီးပြင်းနေပေါ့နော်ဟုတ်အတရပေါ့အဲ့လိုဘယ်လိုပြရမလဲ तू ကအော်ပဇက်နဲ့မဖော်ပြဘဲနဲ့ action ပေါ့နော်အဲ့လိုမျိုးပဇက်အဲ့လိုပြရမလား word တင်နဲ့မဖော်ပြဘဲနဲ့ action နဲ့တည်ရမှာ like ပြီးတော့လေအဲ့လိုမျိုးတဝင်းတိုးတိုးလို့ like ပြီးအရွယ်အရွယ်တိုက်တိုးမျိုးအဲ့လိုလေး like လုပ်ပြီးတော့မရမောကတည်ရမလားအရန်စိတ်တူပဲလေ तू ကဟိုကိုကိုချစ်တာဆိုတော့လေ तू ကမချစ်ဘူးဆိုတော့အဲ့အဲ့လေးကြည့်ပြီးတော့လေချစ်ဖို့ကောင်းတာပေါ့နော်ဟုတ်အာဘသူဘက်ကလဲဆိုတော့ကိုရှမွေလာဘက်ကပေါ့အဲကိုရှမွေလာတင်းပေါ့ကိုရှမွေလာတင်းပေါ့ဟုတ်တယ်ဟုတ်တယ် speed လောက်တဲ့တန်းပေါ့ပေါ့နော်အဲ့လိုဆို action တွေကပို့ပြီးတော့ရေးပါတယ်လို့ထင်တယ်အဲ့လို type မျိုးလေးရောဖြစ်နေရပေါ့နော် question မွေးလာ item မှာပြန်မိုက်တယ်ပေါ့ကမစီမီရပေါ့ဘယ်လိုပြောရမလဲမတိမတာပေါ့နော်အဲ့လိုမျိုး surprise ပေါ့နော် hey surprise ပြီးတော့အရန်ပေါက်တယ်လीနော်ဒီအိမ်မျိုးနင်းတို့ Tara with Isa က TikTok မှာတအားကြီးပေါက်ပြီးရောပေါ့နော်သူတို့ edit လေးလေးအခု question မွေးလာအဲ့ပြန်တင်တဲ့ဟာလေးပေါ့နော်အဲ့တွေ့ရော တော်တော်လေးချစ်ပိုကောင်းတာပေါ့နော်ဒေါက်တီတာအတွက် series ကဒါကပထမဆုံးကစတာနောက်ထပ်တကားလည်းနေပြောမှာရိတ်ထားရှိပေါ့နော်အဲ့ဒါလည်းဘယ်တော့ထမလဲတော့မသိသေးဘူးပေါ့နော်ဒါကတော့စတာအတွက် series အနေနဲ့ကြာတာပထမဆုံးအမုံမျက်ကြီးပေါ့နော်တကယ်ကိုအာတကယ်နမဲကြီးရဲ့တကယ်ကိုဒီအတက်ပညာရှင်တွေတကယ်ကိုအရန်အရန်တော်ကြရဲပေါ့နော်ကိုရဲ့ဒီအမှုပညာအကိုရဲ့အမိုင်းနဲ့ပထမဆုံးဆောင်ရတဲ့ကားလေးပေါ့ဟုတ်အဲ့တော့ဘလို့အာ အတွေ့အကြုံကတော့ဗောနောအများကြီးပဲအတွေ့အကြုံအများကြီးပဲအဲ့လိုကိုကိုဘုံရှန်နေဗောနောမောင်နှမကြီးလောပါလေအိတ်ကားမဆိုကိုဘုံရှန်ဆိုတင်ပေးရယ်ဗောနောအများကြီးပဲသမီးဒါကတော့ဒီလိုရှိရယ်ဟာဒါကဒီလိုလောက်ရရယ်ဗောနောအစကတော့မသိရဲ့ဟာရောအများကြီးရှိရယ်ဒါပေမဲ့အစကကိုဘုံရှန်အောင်လေရှိန်တာရှိန်တာဒါပေမဲ့အဲ့တော့စတူရီကဒီကက chemistry မိမရမယ်။ငါတို့ကမောင်နှမ၃ယောက်လောက်အောင်ပါပေါ့နော်။အဲ့ဆိုအများကြီးဆွဲခေါ်ပေးရပါတော့။အဲ့ topic ကပြောင်းသွားရယ်နော် topic ကပြောင်းသွားရယ်ပွဲอ่ะຫມົ້ວလေးခဏ queen ဖြစ်နေရယ်လေ miss queen တော့မဟုတ်သေးဘူးလေ queen တော့ဖြစ်နေရယ်ပြောပြအောင် queen ကြောင်းလေဥပဒေဥပဒေ queen ပေါ့ဥပဒေ queen အဲ့ဒါတော့ဖြစ်နေရယ်ပွဲကတော့နောက်နှစ်ထဲမှာစောင့်ကြည့်ပေးပါပေါ့အဲအာရွှေကျူကတော့ပေါ့နော်နှစ်တိုင်းခေါ်ယူနေရပေါ့နော်တကယ်ကိုစီလာတို့လည်းအရင်နှစ်ကပေါ့နော်စီလာတို့ရှေ့နှစ်ကအာအကိုရီအမကြီးလည်းရှိရပေါ့နော်အဲ့ဒါတွေကိုကြည့်ပြီးတော့ အဲ့ကြည့်ပြီးတော့ဗောနော်အော်ကိုကတကယ်ဖြစ်ချင်လာတာဗောနော်အဲ့လိုဘယ်လိုပြောရမလဲဒီအမှုပညာကိုလဲဝန္နာပါတဲ့ဒီညီမလေးတွေအကိုတွေအမတွေရှိလို့ရှင်လဲဒီရွှေကျူကပထမဆုံး first step အနေနဲ့အကောင်းဆုံးဆုံးရွေးချယ်တဲ့အကောင်းဆုံး brand ဖြစ်မယ်လို့စီလာယုံကြည်ရေဗောနော်အမ်အဲ့တဲ့ကြောင့်မို့လဲဒီဒီနှစ်ဗောနော်ရွှေကျူလာပြိုင်မဲ့မောင်လေးညီမလေးအကိုတွေအမတွေရှိလို့ရှင်လဲ join ပါလို့စီလာအပီစကားပြောချင်ပါတယ် အာရွှေကြိုဖြစ်သွားရဆိုရင်တော့အာရွှေကြိုဆိုရဲ့ပရမတ်ချက်အနေနဲ့ရွှေကြိုဆိုတဲ့ခုံရှိရပါတော့ဟိုဘယ်လိုပြရမလဲဟိုရွှေကြိုဖြစ်လာပြီဆိုတာ ਨੇ ဒါကကိုကဒီအမှုပညာလမ်းကြောင်းပေါ်ရှောက်ပို့အတွက်ပထမဆုံး first step အနေနဲ့အကုန်လုံးအတိမတ်ပြုကြရတယ်ဒီပေါ်တော့အရာပေါ်တော့လူလူတအုပ်ဖြစ်လာပါတော့ပြောရမလို့တခြားဟာထဲရွှေကြိုကခုံရှိရယ်ပြီးတော့ဒီဒီပေါ်တော့ကိုကရှောက်ချင်တဲ့ဒီအမှုပညာလမ်းကြောင်းရဲ့လမ်းမပေါ်ရောက်တယ်ပြီးတော့ connection တွေရမယ်ပေါ်တော့အဓိကကတော့အဲ့ဒါလေးပေါ့ ရေချိုပြိုင်မယ်ဆိုလို့ရှိရင်လည်းအများကြီးစာအုပ်တွေဖတ်ထားကြပါကြိုပြီးတော့တိကျဆောင်နေကျင့်နာကြပါလို့ပြောချင်ပါတယ်ရေချိုတယောက်ဖြစ်ဖို့ကအဓိကတော့ကိုကရေချိုဖြစ်ချင်တာလားကိုကဒီရေချိုလောက်ပြီးွားလို့ရှိရင် ဘယ်ကိုသွားမှာလဲဘယ်ဟာဆက်လမ်းမှာလဲအဲ့ဒါကပိုအရေးကြီးမယ်လို့ထင်နေပေါ့နော်ဟိုရွှေကြိုလောက်တယ်ဆိုတာကကိုကဒီအမှုပညာဒီပေါ့နော်အမှုပညာဝန္နာပါတယ်အာဒီတရုပ်ဆောင်ခြင်းနဲ့အဲ့ဒါကြောင့်မလို့ရှောက်တာပေါ့နော်အဓိကရွှေကြိုရွှေကြိုကကြတော့ဒီလမ်းမလမ်းဒီလမ်းပေါ့အမှုပညာလမ်းကြောင်းပေါ့တင်ပေးလိုက်တဲ့ first step လို့ပြောလို့ရမှာနော်အဲ့ကြောင့်မို့ရွှေကြိုဖြစ်ချင်တာကတော့ကောင်းပါရဲ့လို့ကြိုးစားကြပါလို့ အာရွှေကြိုကနေတလန်းနေရတော့အများကြီးရှိရဲပေါ့နော်အမှန်တိုင်းပြောရရင်တော့ရွှေကြိုဖြစ်ပြီဆိုတာနဲ့ဒါကကိုကလူအများကြီးတွေကနေပြောကိုကရွေးချယ်ခံရတာပေါ့နော်ရွေးချယ်ခံရဖြစ်တဲ့အကြောင်းမလို့ဟိုဒီကိုစူးစမ်းရင်စူးစမ်းတဲ့လောက်ဒီလမ်းကြောင်းပေါ်ကိုကရောက်မယ်ကိုကိုစူးစမ်းမှုနဲ့လဲဆိုင်နေပေါ့နော်ရွှေကြိုစာကတော့ဒါ first step ကိုကို ဖြစ်သွားတာပေါ့နော်ဟိုလိုမျိုးကြီးဖြစ်တာတော့မဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့ကိုစူးစမ်းရင်စူးစမ်းစူးစမ်းနိုင်မှာပေါ့နော်ကိုဖြစ်ချင်တဲ့ dreams တွေအိမ်စီရဖြစ်လာမှာပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အခုဆီလာပြောခဲ့သလိုပဲဒီရွှေကြိုးဖြစ်ချင်တဲ့သူတွေဒီအမှုပညာဝန္ဒပါတဲ့သူတွေတိကျဆောင်ကတိကျဆောင်ခေါင်းတယောက်ဖြစ်ချင်တဲ့သူတွေအကုန်လုံးကိုအာအခုမြန်မာနိုင်ငံရုပ်ရှင်အစည်းအဝေးနေပြီးတော့ founding တင်ဖို့အတွက်အာခေါနီပါပြီရှင်အဲ့အတွက်ကြောင့်မလို့ဝန္ဒနာပါလို့ရှင်တွားပြီးတော့ရှောက်ထားနိုင်ပါတယ်ဆိုတော့ အားလုံးလည်းရှောက်ကြဖို့အားလုံးရှောက်ကြဖို့ပါဝန်သားပါတွေလည်းရှောက်ကြဖို့စီလာနေပြီးတော့ဖိတ်ခေါ်လိုက်ပါရဲ့ရှင်